ဆရာလူကိုရည်သည့်လူဘူဟူသည့်စာအုပ်မှနှုတ်ဆက်ခြင်းမဲ့နန်းခွဲကဲ့သို့ဥဇရယမင်းကအတုပါချတဲ့တဲ့ဥပုယီကျမတော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ဥပုဆက်သွက်ခိုင်းတဲ့အချိန်မှာအချိန်မီမဆွတ်တန်နိုင်ကလေးပေါ့ဒီတဲ့စောခဲ့ရင်မြှို့မှာအသေးရောကနဲ့တဲ့ဟောက်ရလားညီမကြီးတေချာရလားတေချာပါတယ်ဥပု ကျမမနေ့ကမနုအိမ်ကိုရောက်တယ်။သူ့အမေတောင်မိုးကုတ်ကိုလိုက်သွားပြီတဲ့။သူ့မှာမိန်းမနဲ့ကလေးနှစ်ယောက်ကြံခဲ့တယ်လေ။ကျွန်တော်နဲ့ဇော်ရဲကိုဆက်သွယ်ပေးနေတဲ့အင်တာနက်ညီမငယ်လေးစီကစကားမနုဆိုတာကဇော်ရဲရဲ့ညီမ။သူနဲ့စကားပြောနေရပေမဲ့ကျွန်တော်အတွေ့မှာဇော်ရဲရဲ့မျက်နှာကအထင်းသားပေါ်နေပါပြီ။နှကမ်းမွေး ထူထူထားတာကိုအင်မတန်နှစ်သက်တဲ့ဟိုး15နှစ်ကြော်ကြော်ကဇော်ရဲရဲ့ပုံရိပ်တွေရှင်လီလုံးကာလအလွန်လို့ပြောရမယ်ចောင်းသားလူငယ်တွေတော့ခိုကြတဲ့အချိန်မှာပေါ့မတန်နဲ့ဇော်ရဲတို့ပအိုးတော်လန်ရေးနယ်မြေကိုတော့ခိုသွားကြတယ်ကျွန်တော်ကိုခေါ်ပြီမဲ့ကျွန်တော်ညင်းလိုက်တယ် ရှိလေးလုံးအရေးခင်ကာလမှာမြင်တွေ့ဖြတ်သန်းရတဲ့အဖြစ်အပျက်တွေပေါ်ကျွန်တော်စိတ်မကြည်မလင်ဖြစ်နေစေလေနိုင်ငံရေးဆိုတာကိုကျွန်တော်ကောင်းကောင်းနားမလည်ပေမဲ့အုပ်စုဘက်အားပြိုင်အနိုင်ကျင့်တတ်တဲ့အလေးကိုကျွန်တော်မကြိုက်ဘူးဒီလိုအတွေ့အကြုံအခြေအနေတွေကိုထပ်မကြုံကျင်တော့လို့လေဒါကြောင့်ပဲပြက်ပြက်သားသားကိုညင်းလိုက်ခဲ့တာ သူတို့ဤသူကျွန်တော်မှလည်းတိုင်းပြည်ကိုချစ်တတ်တဲ့စိတ်ကတော့ရှိကြပါပဲတိုင်းပြည်ကိုတိုးတက်စေကြင်တာပါပဲကိုမျော်မှန်းချက်တွေဖြစ်လာဖို့ကို အားမဆိုင်ကြပဲအချင်းချင်းတိုက်ခိုက်နေရမယ့်အဖြစ်ကိုတော့ကျွန်တော်မလိုချင်တာအမှန်ကျွန်တော်တို့ကကလောဂျီဂျီအိုင်မာတဲ့ကအတူတူကြောက်တက်ခဲ့ကြတယ်ကြောင်းပြီးလို့အလုံးလောက်ကြတော့လေတောင်ကြီးမှာပဲတဆူတယ် အလौထာနာကျင်းတာ꽌နေပြီမဲ့နေတိုင်းဤပါတပိဤဆိုင်မှာမျက်နှာချင်းဆိုင်စုံနေကြလေအဲ့ဒီအချိန်ကတောင်ကြီးမြို့ရဲ့ဆောက်လုပ်ရေးဌာနဆယ်မြောင်းနဲ့စီမံသားရာအင်ဂျင်နီယာဌာနတွေကမျက်နှာချင်းဆိုင်နဲ့ကဲ့ရက်တွေပဲလေနှမ်းခေါ်ရင်တော့ကြားရတော့တာမတ်တက်ကဆောက်လုပ်ရေးမှာဇော်ရဲကဆယ်မြောင်းမှာ ကျွန်တော်ကတော့စီပင်သားရမှာပေါ့မတက်နဲ့ကျွန်တော်တို့ကတောင်ကြီးရောက်ပြီးရှစ်လေးလုံးကာလမတိုင်ခင်နဲ့ရှစ်လေးလုံးကာလအတွင်းမှာသာပူရင်းနှီးခဲ့ကြတာပါ တောင်ကြီးမှာအေးအခင်းစတော့မတက်ကကျွန်တော်နဲ့ဆော်ရဲကိုလာခေါ်တာမမတ်ရရမျက်နာကိုမမှတ်မိအောင် ရုပ်ဖြက်ဖို့အဝိစာတွေကအစကျွန်တော်တို့အတွက်ယူလာပေးတာလေး အရေကလောမှာနေခဲ့ကြတော့ကတာမန်ခေါ်ပြောဆက်ဆံရုံလောက်တဲ့မပူခဲ့ပါဘူးဇော်ရဲနဲ့ကျွန်တော်ကတော့တဆောင်တဲ့နေုံမက မရှိအတူငတ်ဖို့ငတ်ဖက်အမဲမခွဲတတွေတဲ့ငွေချင်းတွေပေါ့ဝါသနာတူဇရိုက်တူလို့ပြောရင်လည်းရနိုင်ပါတယ်မောင်မဲတစ်လင်ကျူစုပွဲရဲ့စတေရှူတိုင်း ကျောင်းနေရကစာဆောင်လောက်တိုင်းမှာကျွန်တော်တို့ပါတယ်ဘလောက်တူတယ်လဲဆိုရင်ကျောင်းနောက်ဆုံးနှစ်မှာရန်ဖြစ်လို့ကျောင်းဆယ်ရက်အထုတ်ခံရတာကအစားအတူတူကျောက်ခုဖြစ်ဖို့အကြောင်းဖန်လာတာကလည်းဇော်ရဲကျောက်လို့ပြောရင်မမှားပါဘူးသူတို့တွေယုတ်ဒီရဲ့တောင်ကြီးကနေပျောက်သွားကြတော့ကျွန်တော်မနေတတ်တော့ဘူးကျောင်းပိစဇယိုင်မှုအဖို့မက်တာကလည်းတကြောင် နေတိုင်းစုံနေကြမျက်နှာတွေကိုမမြင်ရတာကလည်းတကြောင်အဆိုးဆုံးကတော့တောင်ကြီးမှာမြင်နေကြလူငယ်တော်တော်များများပျောက်သွားကြတဲ့အပြင် တနိုင်ငံလုံးမှာလည်းဒီလိုဖြစ်စဉ်တွေ ဖြစ်နေတော့တောခိုတဲ့အလုပ်ကို မလုပ်ရင်တော့ခင်မမိတော့တလို့လို့ခံစားလာရလို့လေဒါကြောင့်ပဲကျွန်တော်နဲ့အတွဲများနေတဲ့အာလူနဲ့ကျွန်တော်တောခိုဖို့ လမ်းစားရှာဖို့ဖြစ်လာပါတော့တယ်အာလူးဆိုတာကသူ့အဖေကကွန်မြူနစ်နိုင်ငံရေးသမားကြီးစုံနာတော့ကြာပါပြီဒါပေမဲ့သူ့အဖေသွေးကတားမပါလာတော့နိုင်ငံရေးပိုးကထခြင်းချင်းနောက်သူက စာပေစိတ်ဝင်စားသူတယောက်ဖြစ်တယ်မို့နိုင်ငံရေးစာအုပ်တွေဖတ်ဖူးထားတော့ပူဆိုးတာပေါ့သူ့မိခင်အိုကြီးကိုလှုပ်ကြွေးဖို့ တာဝေယူထားရသူတယောက်ဖြစ်နေပေမဲ့တအားကိုတက်ကြွနေတာတနေ့တနေ့တောင်ကြီးကထွက်နိုင်မဲ့လမ်းကြောင်းရှာရတောခုမဲ့အဖွဲအစည်းနဲ့ဆက်သွယ်ရေးလမ်းကြောင်းရှာရနဲ့ကိုမအားနိုင်ဘူးပြဿနာကကျွန်တော်တို့ဒီလိုလှုပ်ရှားနေစင်မှာပဲကျွန်တော်တို့ကိုလမ်းညွှန်ပေးနေတဲ့ဥနေမျိုးရဲ့စကားကြောင့်ကျွန်တော်တို့မှာလွယ်မယောင်နဲ့ခတ်နေကြရတာပါ တကယ်တမ်းပို့ဖို့အဖွဲအစည်းတွေကိုဇော်ရဲတို့လိုတောက်ခုမဲ့ဆိုအလွယ်လေးတောင်ကြီးပပတ်လဲမှာပို့ဖို့ရွာကြီးလေးအချိန်မရွေးသွားလို့ရတယ်ပို့ဖို့အဖြူနဲ့အနီဆိုတာဓမြတာတာအဖွဲတွေပါကွာတကယ်တမ်းမင်းတို့တောက်ခုမဲ့ဆိုရင်တော့ဘဂဗလိုနိုင်ငံကြီးကြောထောက်နောက်ခံရှိတဲ့အဖွဲတွေစီကိုပဲသွားတဲ့နယ်ဒါမှမင်းတို့လှုပ်ချင်တာဖြစ်နိုင်မယ်တဲ့ဒီတော့ဘဂဗအဖွဲအစည်းနဲ့ဆက်သွယ်နိုင်မဲ့လမ်းကြောင်းကို ရှာရပြန်တာပေါ့ဒါကလည်းဘလို့အဆက်အဆက်မှမရှိခဲ့ဘူးတဲ့ကျွန်တော်တို့လူကောင်းတွေအတွက်အတော့ကိုခတ်တာပါတွေးသမျှလူကိုရှောက်မေးလို့ရတာမျိုးလည်းမဟုတ်ဘူးလေတကယ်တော့ခုပြစ်တော့လဲဘာမှတော့အားမဆိုင်လည်းရပါဘူးဗျာဇော်ရဲနဲ့တငယ်ချင်းနှစ်ယောက်ကျွန်တော်အိမ်ကိုရောက်လာကြတယ်မြို့ထဲမှာကြံနေတဲ့လူတွေနဲ့ပြန်ချိတ်ဖို့တဲ့ ကျွန်တော်အိမ်မှာတဲကြပြီမဲ့ကျွန်တော်ကတော့ခက်ရှောင်ရှောင်ပါပဲစကားတော့ကောင်းကောင်းပြန်မပြောဖြစ်ပါဘူးဒီအရင်ကပြောခဲ့မှုတဲ့စကားရှိပြီးဖြစ်နေတာရဲ့ဥနည်းမျိုးပြောမှုတဲ့စကားကကျွန်တော်မှာအခံဖြစ်နေတာရဲ့ကြောင့်တိတ်ကိုစိတ်မဝင်စားတော့တာလေချူတာကဇော်ရဲနဲ့ပါလာတဲ့ကြောင်မဆိုသူနဲ့အာလူတို့ပြောနေကြတဲ့စကားတွေကကျွန်တော်ကိုတော်တော်ဆွဲဆောင်တာ ကျောင်းမရဲ့စကားတွေကစိတ်ဝင်စားစရာအကောင်းသားကျွန်တော်တတ်တ်မှာမိဘတွေကကျွန်တော်လုံးသမျှမှန်တယ်လို့ပြောတာအားပေးတာကိုမခံခဲ့ရပါဘူးဗျာအခုလို့တောခုတ်လိုက်တော့ကျွန်တော်အဖေရော အမေရောက ကျွန်တော်ကို လေးလေးစားစားနဲ့ကိုအားပေးကြတာပြောပုံအရဆိုရင်ကျောင်းမဆိုသူကတော်တော်ဆိုးတဲ့သူတောင်ကြီးမှာလူမိုက်သေးကအစိုးဆုံးလူ၅ယောက်လောက်ကိုရွေးရင်တော့သူပါနိုင်နေတဲ့ရန်အဖြစ်ဆုံး မူရစေဝအသုံးဆွဲဆုံးတဲ့မှာကိုပါတာတဲ့အခုဆိုကျွန်တော်တည်ပြောပြီးကျွန်တော်ကိုတခါမှ အကောင်းမပြောဘူးတဲ့မမြင်ဘူးတဲ့ညီမလေးကတော့ကျွန်တော်တော်တဲ့ရောက်ပြီးမှစာရေးတယ်အခုလိုမျိုးအကိုတယောက်ရှိတာကိုညီမဂုံယူတယ်တဲ့ပေကိုဘာမှမပူပါနဲ့တဲ့ညီမတာဝန်ထားလိုက်ပါ အကိုလှုပ်ရှားရှိတဲ့အလုပ်ကို ဖြောက်ဖြောက်တန်တန်ဆက်လုပ်ပါတဲ့ဘလောက်ကျေနပ်ဖို့ကောင်းလဲဗျာ ိတ်မကြလိုက်ပါဘူးသူတို့စကားပြောလို့တနာဤကြောကြောလောက်မှပဲအာလူဆုံးဖြတ်ချက်ကြသွားတယ်ဇော်ရဲတို့ပြန်ရင်လိုက်သွားတော့မယ်တဲ့ကျွန်တော်အတော်ကိုအော်သွားတယ်လေအရင်ကကြတော်နဲ့အတူဘဂဗဘက်ကိုသွားဖို့သဘောတူပြီးသားအဆက်အသွယ်တချို့တော့ရနေပြီးမှအခုလိုပြောင်းသွားတာဘာကြောင့်လဲ ကျွန်တော်လည်းခက်ရှောင်ရှောင်မတည်တော့ပဲသူတို့စကားဝိုင်းကိုအာယုံဆိုင်နားထောင်ကြည့်လိုက်မိတယ်။ဇော်ရဲရှင်းပြတာကအခုပို့အဖွဲအစီကကျွန်တော်တို့ကိုသူတို့အဖွဲအောက်မှာထားတာထားမှာမဟုတ်ဘူး။တီချာလွတ်လပ်တဲ့အဖွဲအစီထူတော်ဝတ်ပေးမှာတဲ့။နောက်နေဆက်မှာရောက်နေတဲ့အခြားကျောင်းသားအဖွဲတွေနဲ့လည်းဆက်ဆက်ပြီးပါမယ်တဲ့။ပူကျေပြတ်နဲ့ပူထီရောက်တဲ့အလုပ်တွေလုပ်နိုင်ဖို့ နိုင်ငံတကာနဲ့ဆက်သွယ်နိုင်အောင်လေကူညီပေးဦးမှာတဲ့ကွာဘလောက်ကောင်းလဲကိုကျိုးစားရဲ့ကျိုးစားနိုင်တယ်လို့အောင်မြင်ဖို့လမ်းကြောင်းတွေရှိနေပြီလေကျွန်တော်လဲဇော်ရဲစကားကိုကြားလိုက်ရတော့စိတ်ထဲပြောချင်တာတွေဝင်လာတယ်မင်းပြောတာတွေကအကောင်းပဲရှုတော့ကတွေးတာကြီးဖြစ်နေတယ်ကွာမင်းလဲသိပါလေရေခင်းကာလာကအဖွဲတွေတစ်ဖွဲနဲ့တစ်ဖွဲအားပြိုင်ကြတာနောက်တာဝန်ယူထားတဲ့သူတွေဖြစ်လာရင်အခွင့်အရေးယူတတ်ကြတာ မောက်မာကြတာအနိုင်ကျင့်ကြတာတွေလေဒါကမျိုးပေါ်မှာလက်နဲ့မကင်ရသေးဘူးဒါလောက်လှလောက်ကင်ကွင်းရရုံရှိသေးတာတော်ရက်မှာတနက်ကင်ကြမှာဒီလိုစိတ်ဓာတ်မျိုးအကျင့်မျိုးနဲ့ဆိုရင်အကုန်လုံးတည်ကုန်ကြဖို့ပဲရှိမှာဘာမှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်စကားဆုံးတာနဲ့ဇော်ရဲမရှင်းပြတည်ခင်မှာပဲကြောင်မတ်ဆိုသူကဖြစ်ပြီဂျာတော့အကူရဲ့အရေကကျွန်တော်တို့မှာရန်သူမှတိတိကျကျမရှိသေးတာ အခုစဉ်းစားကြည့်ပါ လူတစ်ယောက်နဲ့တစ်ယောက်ရက်ကွက်တစ်ခုနဲ့တစ်ခုမတဲကြတာတွေရှိနေပါလေဒါပေမဲ့အဲ့ဒီအဆင့်ကိုကြော်ပြီးအခြားမျိုးနွယ်တစ်ခုခုနဲ့ဘောလုံးဝဲဖြစ်ကြည့်ပါလားဒီလူတွေဒီရက်ကွက်တွေအလိုလိုလက်တွဲမိသွားတတ်ကြပါလေအခုလည်းကျွန်တော်တို့ကိုတွေးမြင်ကြအောင် လုပ်ပြီးစိန်ခေါ်နေတဲ့ကျွန်တော်တို့ရန်သူရှိနေပြီပဲကျွန်တော်တို့တွေဘလောက်ပဲနေရာဒေသနဲ့အမြင်တွေကွဲနေပါစေကျွန်တော်တို့အချင်းချင်းလက်တွဲလုပ်နိုင်ကြပါမယ် အကိုပြောသလိုဟိုအရင်ကဖြစ်ခဲ့ရင်တော့မှဒါကိုသင်ငန်းစာယူပြီးပြင်ကြည့်ကြတာပေါ့ဒီတိုင်းမလုတ်ခဲနေတာတဲ့လုတ်ကြည့်လိုက်တာကပူတဘာဝကျနေပါတယ်အခုကျွန်တော်တို့ဟိုမှာရောက်နေကြတဲ့ရဲဘော်တွေလည်းဒါမျိုးတွေမရှိကြပါဘူးအားလုံးညီကို မောင်နှမတွေလိုပါပဲအကိုလိုက်ကြည့်ပါဦးကျွန်တော်အပြောရကတ်သွားပါတယ်ခန်းစားချက်နဲ့ပြောလိုက်ရပြီမဲ့ သူရှင်ပြချက်တွေကယုတ်တိတန်နေတော့လက်ခံရမလို့လို့အာလူလိုက်သွားလို့တော့မခုဖြစ်ရင်တောင် မြို့ပေါ်ပါတီတွေဖွဲ့ခွင့်ရရင်ပါတီတစ်ခုခုတည်းဝင်ပြီးနိုင်ငံရေးဆက်လုပ်မယ်လို့တွေးထားတဲ့ကျွန်တော်ကြောင်မစကားကြောင့်လက်တက်တဲဖြစ်သွားရပါတယ်ဒီတော့မှဇော်ရဲကဆက်ပြီးမစင်းစားသမအောင်ပါအာလူဆိုမိဘကိုတာဝန်ယူလုပ်ကျွေးနေရတာ မင်းကဘာတော်ဝင်မှရှိတာလည်းမဟုတ်ဘူး။သူ့အမိနဲ့သူ့ညီကသူ့ကြောက်တိုက်ခန်းမှာနေခွင့်ရနေတာလေ။သူမရှိတော့ရင်ဘလို့ဆက်နေကြမလဲ။ဒါဝူတော်မစင်းစားပဲအခုအာလူက တောခုကိုဆုံးပြတ်လိုက်ပြီ။မင်းဘာသွေးကြောင်နေတာလဲတဲ့။ဒီစကားကကျွန်တော်မာနာကိုတော်တော်လေးထိခိုက်သွားပါလေ။ဒါကြောင့်ပဲကျွန်တော်တောခုဖြစ်ခဲ့တယ်ဆိုပါစို့ဗျာ။ ဇော်ရဲကတော်တဲ့ကြုံရောက်နေပြီသားဖြစ်နေတာရဲ့သူ့ရဲ့ရဲရဲရည်ရည်လောက်ကင်တက်တဲ့ဆုံးဖြတ်တတ်တာတွေအကြောင်းလို့ပြောရမှာပါပဲတောခိုတဲ့လမ်းကြောင်းတစ်လျှောက်လုံးကျွန်တော်တို့အဖွဲ့မှာသူကကောင်းဆောင်ကားပေါ်ကိုဘသူနဲ့ဘသူတွဲပြီးတစ်ဖွဲ့စီတက်ဖို့လမ်းမှာကို့အဖွဲ့ချင်းပဲစကားပြောကြဖို့ကားပေါ်ကဆင်းလို့ဆိုင်တွေမှာထိုင်ကြပြီဆိုလေအဖွဲ့တွေခွဲပြီးထိုင်ကြဖို့တွေကို သူက ကျိုးပြင်ကျိုးစီစီပြီးကျိုးညွှန်ကြားထားပြီးသားပိုးရွာတွေကိုတလားလောက်ကျိုးရောက်ထားတော့ပိုးအိုစကားကိုလည်းတော်တော်တက်နေပြီရွာရောက်တာနဲ့ပိုးအိုလိုမေးမြန်းဆက်သွယ်တက်နေပြီစားတော့ဖို့စီစဉ်တက်နေပြီကျွန်တော်တို့တရင်က EBSDF ဘိုးမှာစေးနဲ့ဆက်သွယ်ရေးတင်နန်းတော်တက်ရမှဆိုတော့ကျွန်တော်ရောသူရောအရွေးခံရတယ်ဒီတော့လေသူက မင်းနဲ့ငါတင်နန်းကြီးခေါ်တဲ့ကြမယ်ကွာဒါမှမင်းနဲ့ငါဒီပညာတွေပြန်ရှယ်လို့ရမှာဒါဆိုတို့ကနှမျိုးလုံးတက်ပါတဲ့ဒါကြောင့်ပဲကျွန်တော်ကဆက်သွေးရေးတင်နန်းသူကဆေးတင်နန်းတွေတက်ဖြစ်ခဲ့ကြပါလေအကျိုးအမြတ်ကတော့ကျွန်တော်တို့တင်နန်းနဲ့ဆင်းရောသူနဲ့ကျွန်တော်တင်ခဲ့ကြတဲ့ပညာတွေကိုရှယ်ပြကြတယ်သူကလည်းဆက်သွေးရေးပညာလေးလာခွင့်ရကျွန်တော်လည်းစီးပညာ လည်လာခွင့်ရပေါ့ကျွန်တော်တို့နှစ်ယောက်အတွက်နှစ်ယောက်စာစိုက်ပါတွေလုတ်ဖြစ်သလိုတရဲအတွက်စိုက်ပါတွေလည်းတော်တော်လုတ်ဖြစ်သွားပါတယ်ကျွန်တော်တို့တန်ရင်ပဝန်းကျင်က ရှမ်းပိုးဥရွာတွေထိုင်းတတော်စကန်ရှိမြမပြည်သားတွေကိုကျွန်တော်တို့နှစ်ယောက်အတူစီလိုက်ကူကူနေရခဲ့ပူပါတယ်ဇော်ရဲမှာထူးခြားတာကမိုက်မိုက်ကန်ကန်နဲ့လက်ရဲစိတ်ရဲရဖြစ်တတ်ပေမဲ့စေပညာသိမိတဲ့နောက်စေကူတရာမှာတော့ အတော့ကိုနူးညံ့တိမ်မွေ့သွားတာပါပဲလူနာနဲ့ဆက်ဆံတဲ့အခါမျိုးတွေမှာနူးညံ့မှုတွေကိုအချင်းသာတွေ့နိုင်တယ်။ဇော်ရဲကနူးညံ့ပြီဆိုရင်လည်းသူများထက်နူးညံ့တတ်သလိုရဲရင်ပြီဆိုရင်လည်းသူများထက်ပိုတတ်တယ်။တိုက်ပွဲရှိတဲ့ဆို စေးမှုမို့လို့သူ့ကိုချက်ကားမှာကို သူမကြိုက်။သူပါရမှတိုက်ပွဲတိုင်းကို တောင်းဆိုပြီးကို တိုက်တတ်တာ။ တခါကကျွန်တော်တို့တည့်ရင်မှာ ခလေးတွေလို့သတ်မှတ်ထားတဲ့အထက်ကတန်းစင်ဆိုတဲ့ရှစ်တန်းနဲ့ဒေါခိုလာတဲ့ចောင်းသားလေးကို ကိုဆိုင်ဆိုတဲ့ရဲဘော်ကမူပြီးသူတောက်နေကြဆက်လိတ်တောက်တဲ့ဝါပြောင်းနဲ့ရိုက်လိုက်တာလက်ကျူးသွားပါရောလောလောလတ်လတ်အမှုကိုမဖြေရှင်းသေးပဲဇော်ရဲတို့နေတဲ့စီကံကိုအရင်ပို့လိုက်ရတာပေါ့ ဇောရဲတို့ကလည်းလက်ကျိုးလာတဲ့တန်ဆင်ကိုလူသားလေးတွေချက်ချင်းလှုပ်ပေးကြပါတယ်။တိတ်မကြပါဘူး။အမှုစင်ရီဖို့လုပ်နေတော့ဇောရဲရောက်လာပြီးကိုဆိုင်ကိုဝင်ထိုးပါလေရော။မနှဲဆွဲလိုက်ရတာပေါ့။နောက်သူကပြောလိုက်သေးတယ်။ဒီလိုကောင်မျိုးကိုဒီနည်းနည်းပဲဖြည့်ရှင်းမှတန်တယ်။ဟဲ့အောင်ကိုဆိုင်မင်းတတိသိရှိနေရင်လူကြီးတွေကိုလှုပ်ပါလားကွာတဲ့။ကျွန်တော်တို့ထိုင်းနေဆက်ကနေ ပိုးအမီကိုပြန်ကြတဲ့လမ်းတစ်လျှောက်လုံးမှာကျွန်တော်ကလူနာတယောက်အဖြစ်နဲ့စစ်ကြောင်းကိုအနောက်ရှက်ဖြစ်စီခဲ့ဘူးပါတယ်။ဝမ်ကိုက်တဲ့ငှက်ဖျားယောဂဖြစ်လိုက်တာ လူစင်စစ်ကလေးဘက်ထောက်သွားရတဲ့ဘဝအထိကိုရောက်ခဲ့ရတာပါ။စစ်ကြောင်းအရှိန်မပြတ်ဆက်လက်ထွက်ခွာနိုင်ဖို့ဇော်ရဲကပဲအကြံပေးပြီးကိုမင်းဝေဟင်နဲ့အတူလမ်းကြောင်းပေါ်က ကရင်ဒီစကန်တခုမှာကျွန်တော်ကိုကုသပေးပြီးတာဝန်ယူပြီးနေခဲ့ကြပါတယ်။ dread လုံးသွင်းပြီးနေဝက်လောက်နားလိုက်တော့ကျွန်တော်အားပြန်ဖြစ်လာပါတယ်လေ။ဒီတော့မှကျွန်တော်စော်ရဲကို ကြည်ကြတော့တာပဲ။စစ်ကြောင်းကို ပြန်လိုက်ဖို့လေ။ပြဿနာကသူကကျွန်တော်ကျမ်းမာရေးအတွက်တာဝန်ယူပြီးနေခဲ့တာအခြေအနေကောင်းရင်နေဆက်ကစကန်ကို ပြန်ဖို့စစ်ကြောင်းက တာဝန်ခံကိုတိုက်မောင်ကညွှန်ကြားထားတာဒီတော့ကျွန်တော်ဆန္ဒကိုလိုက်လျောဖို့သူ့မှာခက်နေရှာတယ်ချင်ပါတယ်ကျွန်တော်ကိုအမျိုးမျိုးနားချပါတယ်ကျွန်တော်ကနောက်ဆုံးမေးမလိုက်လဲနေခဲ့ငါတော့တယောက်တည်းဆက်သွားမယ်ဆိုပြီးအကြက်ကြိုင်တော့မှသူပါလိုက်ပါပဲဆိုပြီးဖြစ်သွားရတာကျွန်တော်နဲ့မခွဲနိုင်သလိုသူကိုယ်တိုင်ကသူကိုယ်တိုင်ကပိုးအပြီကို ပြောင်းကျင်နေတာပဲလေ ီတော့ဖြစ်ချင်အဖြစ်ပြန်မယ်။လမ်းမှာရန်သူစစ်ကြောင်းနဲ့ဆိုရင်ကျွန်တော်တို့မှာလက်ပြပေါ်သုံးလုံးပါတယ်။နှလုံးကုန်တဲ့အထိပြန်ခုခံပြီးကြံတဲ့တလုံးကတော့ငါတို့အတွက်ပဲ။သူတို့လက်ထဲတော့အယောင်မခံနိုင်ဘူးဆိုပြီးကျွန်တော်တို့ခီးစက်ခဲ့ကြပါတယ်။တလန်းလုံးကျွန်တော်ကို အရေးတကြီးကြီးနဲ့စေးတိုက်လိုက်နားခမ်းလိုက်ကျွန်တော်ကိုဘီယူဆိုင်ခဲ့တာပါ။ဒါပေမဲ့ တရီဒါဆိုတဲ့ရွာမရောက်ခင်ချောင်းတွေကိုအပြတ်မှာတော့ကျွန်တော်ကိုမညာတော့ပါဘူးချောင်းတွေကိုဖျက်ရတာကလည်းအကျိန်60လောက်ရှိမှထင်တယ်ရေထဲဖျက်လိုက်ပြန်တက်လိုက်လမ်းလျှောက်လိုက်ဖျက်လိုက်နဲ့နောက်ဆုံးခြေတော့တွေကမြေကြီးကိုနင်းရမှောက်ကြောက်လာပါတယ်ခြေဘွားတွေကနူးလာပြီးဖက်နှက်နဲ့ခြေဘွားကြားဝင်နေတဲ့သဲတွေကြောက်ပါကျွန်တော်ကလည်းထုံးစံအတိုင်းရှောက်မနိုင်တော့တာနဲ့ဘေးကချုပ်တဲ့လှဲချပြီး ငါကိုထားခဲ့တော့ငါမလိုက်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဒီတော့ဇော်ရဲကကျွန်တော်အကြောင်းကိုသိနေတော့ငါလည်းဒီလိုပါပဲကွာမရှောင်းနိုင်တော့ပါဘူး။တို့နားလိုက်ရင်စစ်ကြောင်းကိုပြန်မိဖို့မလွယ်တော့လို့ပါ။နောက်ထပ်တဏှာကြီးတော့ဆက်လျှောက်လိုက်ကွာပြီးမှနားကြတာပေါ့တဲ့။တဏှာကြီးကလည်းပြေခဲ့လိုက်တာဗျာ။ညာဘက်ကလည်းဖြစ်ကျွန်တော်မှကလည်းနိုင်မရှိတော့မင်းတဏှာကြီးကဘယ်တော့ပြေးမှလဲကွာ။ နောက်ထပ်ဘလောက်လိုသေးလဲလို့ခဏခဏမေးရပါတယ်။မေးတိုင်းနည်းနည်းပဲလိုပါတော့တယ်ကွာ။ပါညာနဲ့ကျွန်တော်ကိုညာခေါ်သွားတာ။တောင်ကျောအပြန့်လေးတနည်းအားအရောက်မှာအိတ်ခွေရတယ်။ပင်မလုံးလုံးချက်ချင်းပဲအိတ်ပြော်သွားကြတာပေါ့။ထားကြတော့ထားကြတော့လို့ဇော်ရဲနှူးတော့မှကျွန်တော်တို့ပြန်နှိုးကြတယ်။မနေ့9နာရီချိုးနေပြီတဲ့။ကျွန်တော်တို့စစ်ကြောင်းတွေကမနေ့6နာရီလောက်ဆို ခီးစားထွက်တတ်တော့တရီတာဆိုတဲ့ရှိကရွာမှာမိများမိမလားဆိုတဲ့စောနဲ့ဆက်လျှောက်ကြတယ်အလင်းရောင်ကလည်းတော်တော်နဲ့မမြင်ရပါဘူး။9နာရီကသာဆာလျှောက်တယ်ဆိုတနာရီလောက်ဆိုအလင်းရောင်ကိုမြင်ရတော့ပါပြီတော့။ဘယ်ဟုတ်မလဲ။နောက်မှသိရတာဒီကောင်စော်ရဲညာတာဗျ။ကျွန်တော်တို့3နာရီလောက်ဆက်လျှောက်မှအာယုံဦးအလင်းရောင်ကိုမြင်ရတယ်လေ ဘယ်အချိန်ကထခိုင်းလဲဘယ်နှစ်နာရီလောက်အိတ်လိုက်ရလဲမသိပါဘူးသူ့ကိုလည်းစိတ်မဆိုးအားတော့ပါဘူးဘာလို့လဲဆိုတော့လင်းလင်းချင်းပဲတတိသားရွာကိုရောက်ပြီးနောက်ကျထွက်တဲ့ကျွန်တော်တို့စစ်ကြောင်းကိုပြန်မိလိုက်လို့လေပျော်လိုက်တာဗျာရဲဘော်တွေအားလုံးလဲကျွန်တော်တို့ရောက်လာပြီးကြားတော့ချက်ချင်းရောက်လာကြပြီးဝန်တအန်ရနှုတ်ဆက်ကြတယ်လေနောက်ကိုတိုင်မောင်းကလည်း ကျွန်တော်တို့ကြံခဲ့တာကိုစိတ်ပူစိတ်မချဖြစ်ပြီးလမ်းမှာနားတာနဲ့ကြံနေတဲ့ကျွန်တော်တို့အတွက်ကြပြားလေးတပုတ်တောင်ဆက်ထားတာကိုပြီးဖတ်တယ်လေတကယ်ပီတိပါပဲဗျာဒါတွေအလုံးကဇော်ရဲကောင်းမှုပေါ့ပိုးမြီကိုရောက်ပြီးတိတ်မကြပါဘူးဇော်ရဲတို့ခီးထွက်သွားကြတယ်ဘဲကိုဆိုတာကျွန်တော်မသိလိုက်ရကျွန်တော်နဲ့သူတနည်းအားစီရောက်နေချိန်မို့လေကျွန်တော်ကကျမကြီးမကောင်းတော့ အတိုင်းသူကလှုပ်ရှားဖြစ်နေတာကြောက်ပါနောက်မှ သူနဲ့အတူခီးထွက်သွားတဲ့ကိုခဲသောစီကသတင်းကြားရတယ်ဇော်ရဲသူ့အိမ်မှာထမင်းစားနေတော့အဖမ်းခံလိုက်ရတယ်တဲ့ပထမရက်သွားကလေးကကျွန်တော်တတိပေးတယ်ဘာမှမဖြစ်ပါဘူးဆိုပြီးနောက်တစ်ခေါက်ထက်သွားတာသူ့အမေကလည်းထမင်းချက်ထားမယ်ဆိုပြီးမှားလိုက်တာကို ကျွန်တော်နဲ့သူ꿰သွားပြီးသူ့အိမ်ကိုချိန်းထားတာတဲ့နည်းနည်းနောက်ကျပြီးရောက်သွားလို့ကျွန်တော်ကံကောင်းသွားတယ်ဗျာကျွန်တော်ရောက်ရောက်ချင်းပဲသူ့အဖေကကျွန်တော်ကိုအိမ်ကအတင်းခေါ်တော့ပြီးလမ်းရောက်မှပြောပြတာသူ့သားထမင်းစားနေတော့ရက်ွက်လူကြီးတွေနဲ့အရက်ဝက်ထောက်လန်းကြီးတွေလာဖမ်းသွားတာတဲ့ကုကင်းဇော်ရှိကတီးရတဲ့သူနဲ့ပတ်သက်တဲ့တင်းကိုနောက်ဆုံးအဖြစ်ကြားလိုက်ရတဲ့စကားသံတွေပါကျွန်တော်တို့ပိုးအမိကထွက်လာခြင်းအထီး စော်ရဲတည်င်းကို မရတော့ပါ ထိုင်းနယ်ဆက်ကိုပြန်ရောက်တော့ပူဆူးသွားတာပေါ့အဖွဲစည်းကထွက်ဒုက္ခတဲ့ဘဝခံယူလိုက်ပြီးအင်တာနက်ဆိုတာကို သုံးပြမှ တောင်ကြီးသားအင်တာနက်မိတ်ဆွေတွေနဲ့ဆန့်ဆက်မိပြီးသူ့ကိုစုံစမ်းမိတာတောင်ကြီးနဲ့ပတ်သက်လာရင်သိကျင်တာကသူ့အကြောင်းပဲလေအကယ်၍အင်တာနက်အဆက်အသွယ်လေးများရခဲ့ရင် တိကျေပြောကျင်နေတာတွေကရင်တဲ့အပြည့်ဘာဖြစ်လို့အိမ်ကိုပြန်သွားရတာလဲတကယ်ပဲအဖမ်းခံခဲ့ရတာလားထောင်များကြာခဲ့သေးလားအခုဘာတွေများလောက်ကင်နေလဲသားသမီးတွေဘယ်နှယောက်ရလို့ဘယ်အရွယ်တွေရောက်နေကြပြီလဲစသည်ဖြစ်တွေပေါ့ပြန်ပြောကျင်တာလေးတွေကတော့ ငါလည်းအခုထိကျမ်းမာရေးကခြူခြားနေတော့မဲဆိုတာနဲ့မိသားစုနဲ့ဖြစ်နေပြီဘလို့မှမမြော်လင့်ထားတဲ့ဒုက္ခတဲ့ဘဝရောက်နေပြီဆိုတာတွေပေါ့နောက်တို့မျော်မှန်းခဲ့တဲ့လမ်းကိုပြီးဆုံးအောင်ရှောက်နိုင်ခဲ့တဲ့အဖြစ်တွေကိုပုပ်ပွင့်နေနေအာရပါရသုံးသက်ပြချင်သေးတယ်မင်းဝန်သားစရာတစ်ခုကတော့ငါလီ မင်းပေးခဲ့တဲ့စီးပညာလေးနဲ့ဘွဲကရင်ရွာတွေကတောတောင်တွေကြားမှာဒုက္ခရောက်နေတဲ့လူတော်တော်များများရဲ့အသက်တွေကိုကယ်တင်နိုင်ခဲ့တယ်ဆိုတာပါပဲစော်ရဲကြီး